ရဲ့ gateway ကိုသူတို့ password တွေဖုန်းနံပါတ်တွေတည်တဲ့ device တွေလည်းတည်နေတဲ့ဆလို့ရှိရင်ကျွန်တော်ရဲ့ gateway ထဲမှာရှိတဲ့ပတ်စံတွေ gateway ထဲကနေသူတို့ကခိုးသွားလို့ရတယ်အဲ့ဒါကျွန်တော်မတည်ပဲနဲ့သူတို့ကြိုက်တယ်လို့လုံလုံရတယ်ဆိုတော့အားလုံးကိုဂရုစိုက်ကြပါအခုချိန်မှာကြားပါငယ်ပါဟုတ်ပါမယ်ခေတ္တမှာတကမလားအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်းခေတ္တဖြစ်ပါတယ် ားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကိုတုံးနေတဲ့ဒီကိုရဲ့ personal ဒီ social media public တွေကိုအခြားလူတွေရဲ့လက်ထဲကိုမရောက်စေချင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပြရစီခင်ဗျာကဲဗီဒီယိုလေးကိုအခုပဲကြည့်လိုက်အောင်ခင်ဗျာလာပါအခုကျွန်တော်ပြောပြမယ့်အရာကတော့ကြားဖြန့်တွေရဲ့လိန်လေးတစ်ခုဖြစ်ပါတယ်ဒီဟာကို ကျွန်တော်ရဲ့ Telegram account မှာ ဒီလိုမျိုး link လေးတွေပို့လာတယ်ဆိုလို့ရှိရင်လုံးဝလုံးဝသွားမနေပါနဲ့အဲ့လိုလာပို့တဲ့သူတွေကိုချက်ချင်း block ပစ်လိုက်ပါဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုး link ပို့လာတဲ့ချိန်မှာကျွန်တော်ရဲ့ဖုန်းထဲကနေဘာတွေပါသွားနိုင်မလဲဆိုလို့ရှိရင်ဒီဒီ link ကို ကျွန်တော်နှိပ်လိုက်တာနဲ့ကျွန်တော်ရဲ့ face ကျွန်တော်ရဲ့ဖုန်းထဲမှာရှိတဲ့အကောင့်လုံးကိုသူက permission ပေးတဲ့ပုံစံမျိုးဖြစ်သွားတယ်အဲ့ဒီနေရာမှာ တကယ်လို့ကျွန်တော်တို့ကကျွန်တော်ရဲ့ ban account တွေ login ဝင်တာတွေလုပ်မယ်ဆိုလို့ရှိရင်တခါတည်းဟိုဘက်ကဒီဒီ virus ဒီကြာပြန် link ပို့တဲ့သူက ကျွန်တော်ဖုန်းကိုတခါတည်းမြင်သွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဖုန်းကိုမြင်သွားပြီဆိုလို့ရှိရင်ကျွန်တော်လုပ်တဲ့ဟာမန်တမျှကိုသူအကုန်လုံးတီးလိမ့်မယ်သူအကုန်လုံးကြည့်လို့ရတယ်ဆိုတော့ဒီ link ကိုကျွန်တော်လုံးဝလုံးဝသွားမနေဘူးကျွန်တော် အချိန်ချင်းပတိပေးချင်ပါတယ်ဒီလင့်ကိုသွားနေလိုက်လို့ရှိရင်ကျွန်တော်ရဲ့ဘန်အကောင့်တွေကစကျွန်တော်ရဲ့ကေဘဲဝက်ဘဲတွေအကုန်လုံးကိုသူတို့ကခိုးလို့ရတယ်ခိုးလို့ရပြီးတော့သူတို့ခိုးလို့ရတယ်ဆိုတာကျွန်တော်ရဲ့ကေဘဲကိုသူတို့ password တွေဖုန်းနံပါတ်တွေတည်တယ် device တွေလည်းတည်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ကေဘဲထဲမှာရှိတဲ့ပတ်စံတွေကေဘဲထဲကနေသူတို့ကခိုးသွားလို့ရတယ်အဲ့ဒါကျွန်တော်မသိဘဲနဲ့သူတို့ကြိုက်တယ်လို့လုံးလုံးရတယ်ဆိုတော့ အားလုံးကိုဂရုစိုက်ကြပါအခုချိန်မှာကြာပြင်းကိစ္စနဲ့တော်တော်လေးကိုနာမည်ကြီးနေတယ်အလိန်ခံရတဲ့သူတွေလည်းအများကြီးရှိတယ်အလိန်မခံရသေးတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုတခြားမသိတဲ့သူတွေနားမလဲသိတဲ့သူတွေကိုရှိရင်များများ share ပေးကြပါမတိတဲ့သူတွေရှိရင်လည်းရှင်းပြပြီးတော့ဘလူဘလူရှိနိုင်တယ်ဒီလိုမျိုးပူလာတဲ့ဆလုံးရှိရင်လုံးဝလုံးဝသွားမနေပါနဲ့လို့ အားလုံးကိုကိုယ့်ရဲ့အတိမိတ်ဆွေတွေတဲကဖြစ်ဖြစ်အတိပေးကြပါအခုချိန်မှာလူတော်တော်များများကအတင်းကျပ်ဖြစ်နေတဲ့ချိန်အခက်ခဲများအခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်နေရတဲ့အချိန်ဖြစ်နေတဲ့အတွက်ကြောင့်အားလုံးဂရုစိုက်ကြပါအလိန်မခံရအောင် အားလုံးအတူတူပူးပေါင်းပြီးတော့ဒီလိုမျိုး နီလန်းတွေကြားဖြန့်တွေရဲ့လောရက်တွေကိုများများ လူတိများများဖြစ်အောင်ရှယ်ပေးကြပါ ရှယ်ပြီးကြပါလို့ကျွန်တော်ပြောကြရင်းတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်အဆုံးတတ်ချင်ပါတယ်ဒီဗီဒီယိုကကျွန်တော် post တစ်ခုတွေ့ထားလို့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တီးတဲ့လောက်နားလဲတဲ့လောက် sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒီလိုမျိုး link ပို့လာပြီးဆက်လို့ရှိရင်လုံးဝလုံးဝသွားမနေနဲ့ဒီလိုပို့လာတဲ့သူတွေကိုချက်ချင်းချက်ချင်း block ပစ်လိုက်ပါကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအခုစရင်လူလင်ကြားပြတ်တွေကကျွန်တော်တို့ရဲ့တုံးနေတဲ့အနေနဲ့တုံးနေတဲ့ public ဟာဒီ social media အထိ ဟိုဝင်ရောက်ထိုးပေါက်နိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့မြင်နေရမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့အရင်ကဆိုကျွန်တော်တင်ထားတဲ့ကိုယ့်ရဲ့ဒီ Viber number ကိုတည်တာနဲ့ဒီချားပြက်ရဲ့ Android ကိုလုံးဝလုံးဝကိုကျွန်တော်တို့အန်ဒီပြုနိုင်တဲ့အနေအထားကိုလည်းကျွန်တော်တင်ပြပေးသွားပြီးဖြစ်ပါတယ်။အဒီတစ်ခါဆိုရင်လည်းဒါ Telegram ကနေပြီးတော့ကိုယ့်ရဲ့ဒီ Telegram account ကနေပြီးတော့ link တစ်ခုခုကနေ ဟိုကိုမတိတဲ့လူတယောက်ကလာရောက်ပို့လာမယ်အခုလို့ကျွန်တော်မြင်တို့တွေ့တဲ့အတိုင်းပဲဟိုဆိုရင်မမလဲဝါတဲ့ဒီပုံထဲကမင်းလားဆိုတာကိုအဲ့လိုကျွန်တော်တို့လည်းဟိုဝင်ကောင်းလဲဝင်မိမှာပါဘာလို့ကိုပုံဟုတ်မဟုတ်ဆိုတော့ဟိုဝင်ပြီးတော့နည်းနည်းလေးဆက်စုချင်တာပဲလေဟုတ်တယ်မလားဒါပေမဲ့အဲ့လိုမျိုးအဲ့လိုလင်းမျိုးတွေ့ခဲ့မှဆိုလို့ရှိရင်လုံးဝလုံးဝမဝင်မိစေနဲ့လို့ကျွန်တော်အခုလိုဗီဒီယိုကိုကျွန်တော် တင်ရင်းနဲ့အတီးပေးချင်ပါတယ်ခင်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလစ်ကိုဝင်လိုက်တာ ਨੇ ကျွန်တော်တို့ရဲ့ကျွန်တော်တို့မှာရှိတဲ့ဒီဒီ personal ကိစ္စတွေရောအထက်ရှိတဲ့ data တွေရောအကုန်လုံးအကုန်လုံးတို့ဘက်ကအကုန်လုံးကိုက permit ပေးပြီးသားဖြစ်သွားမယ်အဲ့လိုတို့ကို permit ပေးလိုက်လို့ရှိရင်တို့ဘာလဲလောက်လို့ရလဲဆိုတော့ကိုယ့်ရဲ့ဒီ bank account မှာဖြည့်ထားတဲ့ဒီဟိုအချက်လက်တွေကတို့အဲ့ဒီ ခိုးကနေသူတို့ controller လောက်ပြီးတော့ဝင်သွားနိုင်တယ်ပေါ့နော်ဒါတွေကလောက်လို့မသိတော့တဲ့အချက်တခုလို့ကျွန်တော်မြင်မြင်ပါတယ်ဒါကြောင့်မလို့ဒီ video ကိုကျွန်တော် knowledge sharing လုပ်တဲ့အနေနဲ့ကျွန်တော်လာရောက်တင်ဆက်ပေးတာဖြစ်ပါတယ်နောက် video လေးမှာပြန်လည်ဆုံတွေ့ကြအောင်ခင်ဗျ bye bye